ဝေလောကောအဲ့10ရန်ပေါ့10ရန်ပြီးသွားတဲ့အချိန်မှာအိမ်နဲ့အဲ့လိုမျိုးကတောက်သားဖြစ်ပြီးတော့အဲ့ဟိုကလဝက်ကလက်ရောက်တယ်စက်ခွန်ဝင်းကျင်အဲ့16ကျော်စက်ခွန်ဝင်းကျင်ပဲရှိဦးမယ်ရှိပြီးတော့အမှကျွန်တော်မှအဲ့အနေပြီးစပြီးရောက်လာတာအဲ့အဲ့နိုင်ဘူးဘယ်တော့ဒီအောင်လို့ဆင်းမကိုဒူးတိုက်လိုက်တိုက်လို့ရင်သူများစကင်နဲ့ကိုယ့်ရဲ့ဒူးနဲ့ဟိုကသူဘိုက်တွေပါကိုယ့်ရဲ့ဒူးနဲ့ထိသွားပြီတက်ဆိုထိသွားရင်ဘယ်တော့ damage ဝင်သွားလဲဆိုတာကျွန်တော်သိတယ် သူမျက်နှာဘယ်လောက်ဟန်ဆောင်ခေါင်းဆိုကျွန်တော်သိရတကောင်နာဝိုက်ဆိုတာသိတယ်မနာရင်မနာဘူးနာရင်နာဝိုက်တန်းသိတယ်အဲအဲ့လောက်အဲ့လောက်ဒီအဲ့လောက်ဒီကွာဖြစ်တယ်ဟုတ်အဲနှစ်ခါတိတိယ final တက်တယ်ဒုတိယဒုတိယနှစ်ခါတိတိဒုတိယရတယ်တဲ့နောက်ဆုံးကြတော့ဟိုက champion ဖြစ်တယ်နောက်ဆုံးတို့တို့နောက်တစ်ခေါက်ဝင်ပြန်တော့ champion ဖြစ်တယ်တေးအောင်ဝင်ပြန်တယ်တစ်ခါကပဲရတယ်ရဒီလေးစားရလဲကျင်းနေလာပြီတော့လဲကျင်းနေတာပဲ ောနားလိုက်ကတန်းကောနားလိုက်တော့ကျွန်တော်ဒီမှာပေါ့ကျွန်တော်ကျွမ်းကျင်တဲ့ဒီဟိုလက်ဝဲကိုပဲကျွန်တော်ပြန်ပြီးတော့ဝင်းညားပေးရပေါ့ဟုတ်မအခုကျင်းနေကျင်းပေါ့ကျင်းမှာကျွန်တော်ထိုင်နေထိုင်ပြီးတော့ဟိုဖြစ်ပေးတယ်ဦးစီးပေးတယ်ပြီးလို့ရှိရင်လိုအပ်တဲ့ knowledge တွေကိုပေးတယ်တင်ပေးတယ်ဗျာတက္ကသိုလ်ပိုင်းဟုတ်ကဲ့ဗျာနားလာဆိုကျွန်တော်ဟိုပေါ့အမ်2020လောက်ကနားလာစပြီးတော့2020ကနားလာဆိုတော့ခုလောက်နဲ့ခုလောက်2021လောက်ပေါ့2021လောက်နားလို့ခုလောက်၄နှစ်လောက်ရှိပြီပေါ့ ြီးပြန်နားလိုက်တာဆိုတော့မထိုးတော့ဘူးဘယ်လိုကြောင့်ဖြစ်မလဲဆိုတော့ဟိုဟာကျွန်တော်လည်းအစီအစဉ်ရရှိတာအဲ့ဒီမျိုးဟိုဟာပြန်ပြီးတော့ဟိုဟာပေါ့တစ်ခေါက်ပြန်ဝင်လာတစ်ခေါက်ပြန်ဒူးခွဲပြီးတော့မှတစ်ခေါက်ပြန်ဝင်လာဝင်လာတဲ့ကဒီမှာရေရှည်ဆက်ပြီးတော့ထိုးမဲ့အစီအစဉ်တော့ကိုယ်စိတ်ထဲမှာမရှိတော့ဘူးစိတ်ထဲမှာတော့ plan အချပြီးတာဒီမှာတော့ငါလိုလိုချင်တဲ့အတိုင်းတာတခုကိုဒီအချိန်တိုင်းတာတူတူနဲ့ငါရအောင်ပဲရုံးမယ်ဆိုပြီးတော့ဝင်လာတယ်တကယ်တကယ်လည်းလိုချင်တဲ့အတိုင်းတာတခုရသွားတယ်ရသွားတဲ့ခါကျတော့ ဆက်ပြီးတော့ channel ဥစ္စာကိုဘာမှဘာမှသိပ်ပြီးတော့ဟိုဘာမှဖြစ်တော့မမောတော့ဘူးပေါ့တကယ်မလားနားဆိုတဲ့ခါကျတော့လုံးဝ cut out နားဝနိုင်တယ်အဲ့ဒီအချိန်မှာဖုံးပြထားတဲ့အတိုင်းပဲကျွန်တော်ကလက်ဝေလောကကိုအဲ့ဆယ်နှန်းပေါ့ဆယ်နှန်းပြီးသွားတဲ့အချိန်မှာအိမ်နဲ့အဲ့လိုမျိုးကရာဝသဖြစ်ပြီးတော့အဲ့ဟိုကလက်ဝေကလပ်ရောက်တယ်လက်ဝေကလပ်ရောက်တော့ကျွန်တော်ဟာဟိုကမရှိဘူးမှန်း စခွန်ဝင်းချင်းအဲ16ကျော်စခွန်ဝင်းချင်းပဲရှိဦးမယ်ရှိပြီးတော့အမှကျွန်တော်မှအဲ့အနေပြီးစပြီးရောက်လာတာအဲ့အနေရောက်လာပြီးတော့ကျွန်တော်တို့ခုဟိုပါပေါ့2000ဟိုကနာဟို2020တက်လောက်ကနားတယ်ဆိုတော့ကျွန်တော်က17ကျော်တော့တော့အဲလက်ဝဲလောကမှာအဲ့လိုမျိုးစပြီးတော့ကျင်းလည်သွားတာပေါ့ဟုတ်တိုင်းတာတခုကတူတက်အောင်လည်းတော်လေးနှမေရလိုက်သေးတယ်နော်ရှိတော့ reach ဖို့တော့ချုပ်ဘူးလေးတိုက်တယ်တူတက်အောင် င်းချမ်းမြန်ပြိုင်တာဆိုတော့အဲတော့လေးကပေါ့လေးကပြိုင်တာကျွန်တော်ဟုတ်လေးကပြိုင်တာအဲပြိုင်တာတော့ဒီလိုပါပဲဒီလိုပြိုင်တော့ဘာဒါကတော့ရှင်းပြရရင်ဒီကိစ္စတခုတော့ရှေကဘက်ရရမရဘူးဆိုတော့ရှင်းပြရရင်ဒါအပြင်လူတွေရဲ့သဘောတော့ပါပါကြည့်မယ်ဆိုတော့ကျွန်တော်ဒါကြီးကအရန်ကြီးပေါ့လေဒါကျွန်တော်ရောကလဝိလောကတော့ကတော့ ဟိုဟာရှေကဘတ်ဆိုတာချင်းမိုက်ဒါနန်သားတက်တက်ကမိုးတက်တက်တခုပဲဒါကြီးကဘာမှအေးမပေါ့ကပတ်မရပဲနဲ့လေဒီအတန်းတခုမှာကပတ်သမားတွေကိုရှင်ပြီးထိုးနေတဲ့လူတွေကပတ်သမားတွေကပဲမနိုင်တဲ့လူတွေကတပုံကြီးကပတ်မရတဲ့လူတွေအဲ့ဒါကျွန်တော်တို့ကလောဝေလောကမှာကျတော့အတန်းနဲ့ပဲခွဲသွားတာအဲ့ဟိုဟာဒုတိယတန်းတတိယတန်းဒီပိုင်းဒုတိယတန်းပထမတန်းအဲ့လိုမျိုးကြီးပဲခွဲသွားကြတာဆိုအတန်းနဲ့ပဲကျွန်တော်တို့ကအဲကိုယ့်ရဲ့ level ကိုကိုတတ်မှတ်လို့ရတယ်ကပတ်တခုရရလို့ level တော့တတ်မှတ်လို့မရအောင်ဒါဝင်ပြိုင်နေဆိုလဲအပြော်ပါဆေးအပြော်ဝင်ပြိုင် ရအောင်လည်းရပေါ့မရအောင်လည်းအရင်ပေါ့ဆိုရုပ်ဝင်ပြန်ပြန်တော့လည်းဟိုကဖြစ်ပါတယ်ကောင်းပါတယ်ကောင်းတယ်ဆိုတော့ကိုဘလိုပဲဖြစ်နေဖြစ်နေကျင်းတတ်တယ်အကုန်လုံးရှင်းပါဆိုလေးကောင်ဝင်ပြန်တယ်တစ်ခါဖေးတယ်အနှစ်ခါတတိယဖိုင်နယ်တီးတတ်တယ်ဒုတိယဒုတိယနှစ်ခါတတိဒုတိယရတယ်နောက်ဆုံးကြတော့ဟိုကချန်ပီယံဖြစ်တယ်နောက်ဆုံးတော့တော့တစ်ခါဝင်ပြန်တော့ချန်ပီယံဖြစ်တယ်လေးကောင်ဝင်ပြန်တယ်တစ်ခါကပဲရတယ်ရဒီလေးစားရလဲကျင်းတတ်လာပြီတော့လဲကျင်းတတ်တာပဲ ။ပုံရတော့မရိုင်မလဲအတိုင်းကျပါမယ်ခင်ဗျာ။အာဘလောက်တောင်လဲဆိုစင်မကိုဒူးတိုက်လိုက်တိုက်လို့ရင်သူများရဲ့ skin နဲ့ကိုယ့်ရဲ့ဒူးနဲ့ဟိုကဒီဘိုက်တွေပါကိုယ့်ရဲ့ဒူးနဲ့ထိသွားပြီတက်ဆိုထိသွားရင်ဘလောက် damage ဝင်သွားလဲဆိုတာကျွန်တော်သိတယ်။သူ့မျက်နှာဘလောက်ဝန်းဟန်ဆောင်ခေါင်းဆိုင်ကျွန်တော်သိတယ်ဒီကောင်နာသွားပြီတည်းသိတယ်။မနာရင်မနာဘူးနာရင်နာသွားပြီတန်းသိတယ်။အဲအဲ့လောက်အဲ့လောက်ထိအဲ့လောက်ထိဘဝဖြစ်တယ်ဟုတ် ဖူမီဒီယာဖိုင်နယ်မှာကိုစရုပ်နဲ့ပွဲကိုစရုပ်နဲ့ထိုးရပွဲဟုတ်အဲ့ပွဲအမှတ်တရဖြစ်တယ်ကြာဟုတ်ဒါအဲ့ဘလူးဝဲဖြစ်နေပြန်တော့ယူကလည်းဝဲညီကိုပဲဒါအဲ့ပွဲတော့အမှတ်တရပဲဘလူးဝဲအမှတ်တရပဲအဲ့တိုက်တဲ့သူကတမင်းလူတက်ပူကြီးအားပါတယ်အဲ့သူကဟိုကကြောက်လဲကြောက်တော့ဟိုသူကကြောက်တယ်ဆိုတာကြောက်စိတ်ဝင်သွားတာဒါဒီသူကခွဲထားတာလေခွဲထားတဲ့သူကလိုက်ကန်တာဆိုတော့အမ်ကြောက်စိတ်ဝင်သွားတာငါထပ်ပြီးပြတ်သွားမလားထပ်ပြီးခွဲရမလားအခုမှငါပြန်ပြီးတော့တကြောပြန်ပြီးငါဝင်လာတာထပ်ပြီးခွဲပြီးနားရမလားဆိုတော့တကယ်ကြောက်တာအဲ့ဒါ မလုပ်ပြနိုင်ပါအဲ့သူကပို့ပြီးအားပါအဲ့ဒါကြောင့်မလို့အမတရားဖြစ်နေတာအဲ့ဒါလေးကိုဘာလို့မထိုးတော့ရလဲဆိုတော့အခုကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကိုပိကာလာနဲ့နားမလို့တဲ့စိတ်ဖြစ်တာပို့ပြီးတော့တွန်းအားပေးတာအဲ့ကိုပိကာလာဖြစ်သွားတာရဲ့ပြီးလို့ရှိရင်ဒီဒီမှာနည်းနည်းဒီမှာဟိုကနည်းနည်းကျကျတဲ့တဲ့နဲ့အဲ့လိုမျိုးပွဲကြီးပါးထိုးဝင်မရတဲ့အချိန်မျိုးကြီးပါးကြုံသွားပွဲလခွင့်မရတဲ့အချိန်မျိုးကြီးပါးကြုံသွားတာဆိုတော့ကျွန်တော်ကပို့ပြီးတော့ တွန်းအားပေးပြောတာအဲနားဖို့တော့ကွာဟုတ်ကိုကြိုက်တာကိုလည်းကိုလည်းဖြစ်တယ်ကိုဒါကြီးကချင်းပြောရင်အခုချိန်မှာလည်းကျွန်တော်အောက်မှာကျွန်တော်နောက်မှာဂျန်ခဲ့တဲ့ဟိုဟာဒီကစားသမားဘောကမဟုတ်ဘူးနော်တငယ်ချင်းတွေပေါ့ငယ်တငယ်ချင်းတွေဒီလိုမျိုးကျွန်တော်ထက်ကြော်တော်ရတဲ့ငယ်တငယ်ချင်းတွေလည်းရှိရဲဒီလိုမျိုးပဲဟိုပညာရေးတစ်ခုကိုလိုက်စားပြီးမှကျွန်တော်နောက်မှာကြံခဲ့တဲ့သူတွေလည်းရှိရဲသူရက်တင်မှုပိုင်းပေါ့ရက်တင်မှုပိုင်းကဘယ်လိုပဲဖြစ်နေဖြစ်နေပြန်တွေးလို့ရှိရင်ကိုချင်းတွေကိုဒီလိချင်းတွေကိုအချင်းတဆုံးဝမ်း လွတ်ပြိုက်နေတာမရှိတော့ကျွန်တော်ကလောရတယ်အခုချိန်မှာဟိုဟာပေါ့ဒီဒီမှာတော့ဒီအခုအချိန်အတိုင်းလာတူတော့အရန်ကိုကျွန်တော်အခုနည်းနည်းဟိုဟာဖြစ်နေပေါ့ခက်ခဲနေခက်ခဲနေတဲ့အချိန်ကဘာကျန်တာဘာမှမဟုတ်ဘူးဘာလို့ဆိုတော့တပည့်ကောင်းကောင်းတယောက်မွေးထုတ်ခြင်းတယ်တပည့်ကောင်းတယောက်မွေးထုတ်ခြင်းတယ်ကျွန်တော်ရှင်းပြရင်အကောင်းဆုံးတယောက်နဲ့ဒီရိုးရလက်ဝဲကိုကျွန်တော်အကျွေးဆက်ခြင်းတည်းရိုးရလက်ဝဲလောကမှာကျွန်တော်ဟိုပါပေါ့ကိုယ့်ကိုအကျွေးတင်နေရလို့လည်းခံစားရတယ်ပြည်မလားရိုးရလက်ဝဲကအရန်ငဲနေပြီ အကြီးရန်ဆိုရန်ရှားပါပြီအကြီးရန်ဆိုကျွန်တော်တို့ကအကြီးရန်နည်းနည်းပေါ်သေးတယ်အကြီးရန်ကျွန်တော်တို့ကဆိုဒုတိယနံဆိုလို့ရှိရင်ဒုတိယနံမှာလူရနေတော့မဟုတ်အခုဆိုဒုတိယနံမှာလည်းလက်ချွေးယူလို့ရတယ်နိပထမနံမှာလည်းလက်ချွေးယူနေရတယ်ကလေးဆိုတာလည်းတတမနံမရှိတော့တစ်ခါလာတစ်ယောက်ဖြစ်နေပြီကလေးရတယ်သူကတပွဲတစ်ပွဲထူကြီးပျောက်သွားပြန်ပြီအဲ့ကလေးတွေကအဲ့လိုမျိုးဆိုတော့ဒီကလည်းလောကမှာပဲကျွန်တော်ကျွန်တော်ကြောင်းမလို့ကျွန်တော်ကြောင်းမလို့ကျွန်တော်ရဲ့တပည့်ဆိုပြီးတော့အဲ့လိုမျိုးတွေလူလေးတယောက်ထပ်ပေါ်သေးခြင်းတည်းရအဲ့တော့အရန်ကိုကျွန်တော်ဆန္ဒပြင်းပြရတယ်ဟုတ်ကလေးတယောက်မွေးခြင်းလို့ပေါ့ဟုတ် ဟိုတပည့်ကကျွန်တော်ကရှင်းပြရင်ဒီနီးစက်ရဆက်တွေ့ကျွန်တော်နီးစက်ရဆက်တွေ့ရအပိုင်းအတိုင်းအတိုင်းဝိုင်းနေရပဲကျွန်တော်နီးစက်ရလေးပဲစိတ်ချအောင်လို့ပဲကျွန်တော်ရွေးမှာအာလူအများကြီးကျွန်တော်လက်ခံဝန်ဆောင်ပြီးတော့မရှိဘူးဟုတ်မနိုင်ဘူးလေဘာကိုသိတယ်ဘာလို့ဆိုတော့ကိုယ်တုံးကလည်းဆရာတွေကမထထောင်သားတွေထိန်းရတာဆရာဆိုလို့ရှိရင်အခုကျမှသိလာတာအဆရာတော့ဟာဆရာအမြင်နဲ့စူနေရပဲဘာဖြစ်ညာလဲမဟုတ်ဘူးတကယ်တော့ဆရာကမထထောင်လောက်တာအပြစ်ကနည်းနည်းလေးပေးလိုက်တဲ့ဒဏ်ကအများကြီးပဲမတော့ဘူး ရာတွေတော့အနေနဲ့ကလည်းတွက်ကြည့်မယ်ဆိုရင်ခုမှကိုကဒီနေရာရောက်လာမှသိလာဆိုတော့ဒီကောင်နောက်တစ်ခါထပ်လို့လို့ရှင်ဟိုကသူ့ထပ်ပြီးတော့ပြောနေမှာဆိုတော့လောက်တာအပြစ်ကနည်းနည်းလေးပေးတဲ့ဥစ္စာဟိုအပြစ်ကနည်းနည်းလေးလုလိုက်တယ်ဒါပေမဲ့ပေးရတန်တပိတ်တာလောက်ပေးလိုက်တယ်ဆိုတော့ကြောက်ရောဆရာကိုလန့်ရောမလုတော့ဘူးတေချာစင်ချင်ရောအဲ့လိုမျိုးကမလိမ်မလိမ်မလိမ်မအောင်ဆရာတို့ဆရာတွေအဲ့လိုထင်ရတာကိုရီးယားအဲ့ဆရာတို့တမျိုးတွေမြင်ဟာခွဲကြခွဲကြနဲ့ငေါ့ဟိုတအားဝဲလောက်ခိုင်းတာအဲ့လိုမျိုးပေါ့ အဲ့လိုအဲ့လိုတန်လေးလည်းမခံနိုင်ဘူးကျွန်တော်တယောက်ဆိုတယောက်ပဲမွေးရောမှာကျွန်တော်ဟုတ်အာကျေးဇူးတင်ပါတယ်ကျွန်တော်ဟုတ်ကျွန်တော်ထိုးတော့ကလည်းအားပေးရပြိသက်တွေရှိပါရဟုတ်အများကြီးပဲဟုတ်ကျေးဇူးတင်တယ်အဲ့ချိန်တော့ကလည်းကျွန်တော်ကျေးဇူးတင်အခုတက်တည်းလည်းကျွန်တော်ကျေးဇူးတင်နေတော့မှကျွန်တော်အတိုင်းပဲဒီထိုးပေါက်ဆန်းဆန်းနဲ့ဒီလိုမျိုးရိုးရက်လက်ဝေးကိုတယောက်ထပ်ပြီးရောက်လာရောက်လာပါစီလို့ဝိုင်းစုတောင်းပေးကြပါဘော အဲ့ဒါကျွန်တော်လည်းအကောင်းဆုံးပြအောင်မွေးထုတ်ပါမယ်